ယူကရိန်းစစ်ပွဲအဆုံးအသတ်ရေးကိစ္စလုံးဝမတိုးတက်ဘူးဆိုရင်မိမိတို့မပါတော့ဘူးလို့အမေရိကန်ကပြောလာပါတယ်။ယူကရိန်းစစ်ပွဲအဆုံးအသတ်ရေးသဘောတူညတိယရရှိဖို့တိတာထင်ရှားတဲ့လက္ခဏာမရှိဘူးဆိုရင်တော့ရုရှားနဲ့ယူကရိန်းကြားငြိမ်းချမ်းရေးကိစ္စကြားပွဲစားလုပ်တာမပါတော့ဘူးလို့ဗရိတ်ကန်နိုင်ငံဂျိုင်းဝန်ကြီးမာကိုရူဘီယိုကထုတ်ဖော်ပြောပါတယ်။မာကိုရူဘီယိုဟာအဲ့ဒီထုတ်ဖော်ပြောကြတဲ့ဟာတနာထိုင်သဘောထားပဲလို့ဆိုပါတယ်။ ယူကရိန်းဥရောပခေါင်းဆောင်တွေနဲ့ပြည်သူနိုင်ငံပါရီမှာတွေ့ဆုံပြီးနော်ယူကရိန်းစစ်ပွဲရေထုတ်ဖို့ပြောဆိုလာတာဖြစ်ပြီးသမ္မတထရန့်ဟာသဘောတူညီချက်ရဖို့အတွက်စိတ်ဝင်စားနေသေးပေမဲ့ကမ္ဘာတွင်းမှာတခြားဦးစားပေးကိစ္စတွေလည်းရှိနေလို့ဒီစစ်ပွဲဆုံးသရေတိုးတက်မှုမရှိရင်ကျိုးပတ်မှုကိုဆုံးသက်ဖို့ဆန္ဒရှိနေတယ်လို့သူကပြောပါတယ်။သမ္မတထရန့်အနေနဲ့သူ့ရဲ့တက်တမ်းမှာတော့ဒီစစ်ပွဲကိစ္စနဲ့ပဲတဝဲလေးလေးပြီးသွားမှာကိုမလိုလားဘူးလို့ဆိုပါတယ်။ စင်နိုဘမှာအမေရိကန်နိုင်ငံဂျိုင်းဝင်ကြီးမာကော်ဘီယိုနဲ့တူထရန့်ရဲ့အထူးကိုယ်စားလှယ်စတီဝစ်ဆော့လည်းတက်ရောက်ခဲ့ပါတယ်။ယူကရိန်းရေးနဲ့ပတ်သက်ပြီးဒီအဆင့်မြင့်ဆွေးနွေးပွဲတွေဟာစီးလုံးကျဖို့အချိန်အခါဖြစ်ပြီးပါဝင်သူတိုင်းဟာငြိမ်းချမ်းရေးအတွက်တန်တိတ်ထန်ချတာကနောက်ပတ်တွင်လန်ဒန်မှာဆက်လက်ဆွေးနွေးမယ်လို့ပြည်သူ့သမ္မတမက်ခရွန်ကပြောပါတယ်။ရုရှားရဲ့နေစဉ်လူတို့တိုက်ခိုက်မှုကြောင့်ယူကရိန်းမှာလူသေဆုံးမှုတွေဖြစ်ပွားခြင်းသဘောတူညတိအတွက်ရုရှားကိုဖိအားပေးဖို့ယူကရိန်းသမ္မတဇလန်စကီကစီးရဲမှာဥရောပကောင်ဆောင်တွေကိုတိုက်တွန်းပြောဆိုပါတယ် ဒီတော့တွင်မှာအမေရိကန်နဲ့ယူကရိန်းကြားတွင်းထွက်ဆိုင်ရာသဘောတူညီချက်ကိုလက်မှတ်ရေးထိုးဖို့သဘောတူခဲ့ပြီးလာမယ့်သတင်းပတ်မှာပြီးသက်မယ်လို့ထရန့်ကဆိုပါတယ်ဒါဟာအင်ဖီနိုမာယူကရိန်းသမ္မတဆီနက်စကီနဲ့ဒေါ်နယ်ထရန့်လို့စကားချေတင်များပြီးနောက်ပြက်ပြားခဲ့တဲ့သဘောတူညီချက်လက်မှတ်ရေးထိုးနိုင်ဖို့ပြန်လည်တက်ဝင်လာတာဖြစ်ပြီးတော့အပြုသဘောဆောင်ရေးကြီးတဲ့ပနာမအခြေလမ်းဖြစ်ကြောင်းယူကရိန်းသမ္မတဆီနက်စကီကပြောပါတယ်။ အဲ့ဒီလိုမျိုးယူကရိန်းညီညာရေးချင်းနေဆွနေနေတဲ့ကာလာတွင်းမှာပဲဇလန်စကီးကတရုတ်ကရုရှားကိုလက်နက်တွေထောက်ပံ့နေတဲ့အထောက်အထားရှိတယ်လို့ထုတ်ဖော်ပြောလိုက်ပါတယ်။ရုရှားနိုင်ငံတွင်းလက်နက်ထုတ်လုပ်မှုတွေမှာတရုတ်တက်ကြွစွာပါဝင်ခဲ့တယ်လို့ဇလန်စကီးကပြောပါတယ်။ယူကရိန်းလုံခြုံရေးနဲ့ထောက်လိုင်းဌာနရဲ့တရုတ်ကရုရှားကိုလက်နက်တွေထောက်ပံ့နေတဲ့ဆိုတဲ့စင်ခန်စာကိုသူကကိုကပြီးပြောသွားတာပါ။တရုတ်ကရုရှားကိုလက်နက်တွေထောက်ပံ့တဲ့အချက်လက်တွေကျွန်တော်ရရှိထားပါလေ။ ကျွန်တော်တို့ဒီကိစ္စကိုဆွေးနွေးဖို့အဆင်သင့်ရှိတယ်လို့ဇလန်စကီကပြောပါတယ်တရုတ်နိုင်ငံကရုရှားစစ်ပွဲမှာမကူညီခဲ့ဘူးလို့တရုတ်သမ္မတရှီကျင်းဖင်ကဇလန်စကီကိုစောပိုင်းမှာပြောပါတယ်ကျွန်တော်တရုတ်ခေါင်းဆောင်နဲ့စစ်ပွဲကာလအတွင်းစကားပြောခဲ့ပြီးလက်နက်ကိစ္စတိုက်ရိုက်မေးမြန်းခဲ့ပါတယ်ရုရှားစီလက်နက်ရောင်းချခဲ့ခြင်းမရှိဘူးလို့ရှီကျင်းဖင်ကကျွန်တော်ကိုပြောမှုပါတယ်လို့ဇလန်စကီကဆိုပါတယ်ဇလန်စကီပြောဆိုချက်ဟာအချိန်မြင့်မရှိတဲ့လုပ်ရည်လို့တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကညှိနှိုင်းဆက်ပါတယ် တရုတ်နိုင်ငံဂျိုင်းဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူလိန်ဂျန်းကအဲ့ဒီဆွဆွဲချက်ကိုဒီရက်နာရှင်ဘက်မှာတည်နှင်းပယ်ချပြီးတရုတ်ဟာဘယ်တိုင်းပြည်ကိုမှစစ်ပွဲကာလမှာလက်နက်တွေရောင်းချခြင်းမရှိဘူးလို့ဆိုပါတယ်ယူကရိန်းရေးမှာတရုတ်ရဲ့ရည်တည်ချက်ကငြင်းရှင်းလင်းပါတယ်ကျွန်တော်တို့အပြစ်ခတ်ရဆဲဖို့ပြည်ပကဆုံးသက်ဖို့ငြင်းချင်းဆွနှမှုတွေအားပေးဖို့ဒါပဲလုပ်ပါတယ်တရုတ်ကဒါဝဲသနစ်နဲ့ခြားထားတာပါလို့လိန်ဂျန်းကဆိုပါတယ် တရုတ်ဟာအချိန်မြင့်ရှိတဲ့ဆွဆွဲချက်တွေနဲ့နိုင်ငံရေးကျိုးကန့်ချက်လက်မှုကိုစတင်ပြီးရုရှားကတင်သွင်းတဲ့လက်နက်အစိတ်ပိုင်းအများစုဟာအမေရိကန်နဲ့နောက်နိုင်ငံတွေကဝယ်ယူခဲ့တယ်ဆိုတာယူကရိန်းကလူသိရှင်ကြားထုတ်ဖော်ပြောဆိုခဲ့တယ်လို့လိန်ချန်းကဆိုပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်ပြောချင်ပါတယ်။စီးပွားရေးအရတရုတ်ကိုတံပြန်နိုင်ရေးအတွက်ပေးလေရင်နှပိုင်းဆိုင်ရာတထုတွေကိုတိုးလောင်းထားဖို့တမနာထရန်ကစီစဉ်နေတယ်လို့ဆိုပါတယ်။ Trend ဆိုရဟာ battery ထုတ်လို့ရမှာအသုံးပြုတဲ့ lithium သတ္ထုတွေနဲ့မြေရှားသတ္ထုထုတ်လို့ချခြင်းလုပ်ငန်းစဉ်တွေမှာတရုတ်ရဲ့လွန်မှုမှုကိုတက်မြင်မှုပင်လယ်ရေနဲ့ပိုင်းသတ္ထုတင်ထွက်တွေကိုတိုးလောင်ထားနိုင်ဖို့သမ္မတအမေတရုတ်ထုတ်ပြမှုပြင်ဆင်နေတယ်လို့ Financial Times ကဖော်ပြပါတယ်။တရုတ်နဲ့ပြည်ပကဖြစ်ပေါ်ပြီးသတ္ထုနဲ့မြေရှားသတ္ထုတင်သွင်းမှုအကန့်အသတ်များရှိလာပါကအဲ့ဒီအစီအစဉ်အရသတ္ထုအများပြားကိုတိုးလောင်ထားပြီး American Pine နဲ့မြေတွင်နောက်မှအသိအသုံးပြုနိုင်မှာဖြစ်ကြောင်းထပ်မံဖော်ပြထားပါတယ်။ တင်းအမေရိကန်သမားထရန်ရဲ့အခွန်တိုးမြင့်စီစဉ်ကိုတိုးမြင့်တဲ့အနေနဲ့ပြီးခဲ့တဲ့တရင်ဘက်ကတချို့မြေရှားသတ္ထုတင်ပို့မှုတွေကိုကန့်သက်ပါတယ်။စမတ်ဖုန်းမှသည်လျှက်စစ်ကဘက်ထရီချီထုတ်ကုန်ပစ္စည်းအလုပ်အတွက်အရေးပါတဲ့သတ္ထုတွေအမေရိကန်လက်ကိုမရောက်ရှိရဖြတ်တောက်ခြင်းဖြစ်ပါတယ်။ဒီလိုတုံ့လောင်းနာခြင်းအမေရိကန်ဥပဒေအရပင်လယ်ရင်နှပိုင်းသတ္ထုတူဖော်မှုကိုအရှိန်မြှင့်ဖို့အမေရိကန်နိုင်ငံတွင်သတ္ထုသက်စင်ထုတ်လုပ်ရေးစံရုံးတွေတည်ထောင်ဖို့ကြိုးပမ်းမှုအစီအစဉ်ရဲ့ဒစစ်တပိုင်းဖြစ်ကြောင်းအဲ့ဒီတည်မှာဖော်ပြထားပါတယ်။ တေဝါကာကွယ်ရေးလျက်စစ်ကားတန်ရှင်တဲ့စွန့်ရင်နဲ့ပြည်စစ်ပစ္စည်းလုပ်ငန်းတွေမှာအသုံးပြုတဲ့ dressing 18မျိုးပေါ်ဝင်ကမ္ဘာအသံစင်ပြီးမြေရှားသထုရဲ့60ရာခိုင်နှုန်းကိုထုတ်လုပ်နေပါတယ်။ American ဟာမြေရှားသထုအများစုကိုပြည်ပမှတင်သွင်းနေခြင်းဖြစ်ပြီးအများစုကိုတရုတ်နိုင်ငံကနေတင်သွင်းနေရတာဖြစ်ပါတယ်။လောလောဆယ် American ကတရုတ်တင်သွင်းကုန်တွေကိုအဓိကပြစ်မှတ်ထားတဲ့ကမ္ဘာလုံးဆိုင်ရာခုံတိုက်ခိုက်မှုကိုစတင်ခဲ့ခြင်းကစပြီးတရုတ်နဲ့ American တို့ဟာ အလုံးအန်ရများတဲ့ကုံတွေးစစ်ပွဲချင်းနေဆိုးရောက်ရှိစေနိုင်တဲ့ကစားပွဲမှာပိတ်မိနေပြီဖြစ်ပါလေ။ American ဟာတရုတ်ပေါ်အခွန်သတ်မှတ်ချက်ကအခုခါအန်အောပွဲကုံလောက်145ရာခိုင်နှုန်းထိရှိပြီးတရုတ်ကလည်းအပြန်အလှန် American Drone တွေပေါ်125ရာခိုင်နှုန်းပြန်ခွန်ပြန်ခွန်ကောက်ပါလေ။ American တို့ကြိုက်တွေ့ခဲ့ပြီးအချိန်တော်ကြာမှီခိုခဲ့ရတဲ့ဈေးပေါ်တဲ့တရုတ်ထုတ်ကုန်တွေရဲ့အချက်အချာဒေတာကထိခိုက်ခံစားနေရပြီဖြစ်ပါလေ။ ပြောမစင်တရုတ်တောင်ပိုင်းကျုံရှမ်းခြေဆိုင်မီလုံးထုတ်လွှင့်လုပ်ငန်းစုမှဆိုရင်လုပ်ငန်းတော်များပျက်စီးကုန်တယ်ဆိုပါလိမ့်။ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီမီလုံးထုတ်လွှင့်ရေးလုပ်ငန်းရဲ့65ရာခိုင်နှုန်းကျော်ကိုဈေးကွက်မျိုးမျိုးကိုတင်ပို့ပြီး American Amazon ဈေးကွက်ကိုတိကျထားတင်သွင်းနေပါလိမ့်။ဒီဈေးကွက်ပေါ်အမေရိကန်ရဲ့ခွန်စည်းချက်မှုကတက်ရောက်မှုအလွန်ကြီးမားတယ်လို့ဆိုပါလိမ့်။ဒါအပြင် American ရဲ့ အဲ့ဒီလိုမျိုးခွန်ကောက်ခံမှုကြောင့်တရုတ်ရဲ့အသေးစားနဲ့လက်စားလုပ်ငန်းတွေလည်းတော်တော်လေးထိခိုက်ပါတယ်။အတော်ဆုံးလို့သာယက်တီနိုင်ပါလိမ့်မယ်လို့တရုတ်စီးပွားရေးလုပ်ငန်းရှင်တွေကပြောပါတယ်။ထရရဲ့အခုလအတွင်းကျယ်ပြန့်တဲ့ခွန်တိုးမိမှုဟာစတော့စီဘက်မှကြီးမားတဲ့မတည်ငြိမ်မှုကို ဖြစ်စေခဲ့ပြီးကမ္ဘာလုံးဆိုင်ရာစီးပွားရေးကျဆင်းမှုကိုလည်းစိုးရိမ်ပူပယ်မှုတွေလုပ်ခဲ့ပါတယ်။ညှိနှိုင်းမှုတွေလုပ်ဖို့ခရန်ကရပ်ပေါင်း60ကြာရပ်ဆိုင်ထားခဲ့ပေမဲ့တရုတ်ဘော်ခွန်တွေကတော့ထပ်မံတိုးမြင့်နေသေးပဲဖြစ်ပါတယ်။ နောက်ဆုံးခုနှစ်ကြောင်းငွေကြေးတက်မှုအပြောင်းလဲကလည်းတတော်လေးကိုပြဿနာဖြစ်လာနိုင်တယ်လို့ဆိုပါတယ်။ခိုင်ရအခွန်ကွန်မိုရေးစစ်ပွဲပြီးမှတရုတ်ရဲ့ဗတ်တန်ရုပ်စီမံကိန်းမှာပါဝင်တဲ့နိုင်ငံတွေနဲ့ဆက်ဆံရေးဟာပုံမူနီးကပ်လာလိမ့်မယ်လို့နိုင်ငံရေးလေ့လာသူတွေကပြောပါလိမ့်။နောက်ထပ်သတင်းတစ်ပုဒ်ပြောချင်ပါတယ်။အီရန်နိုင်ငံဟာနျူကလ িয়ার ဘုံကိုဘယ်တော့မှမရစေရဘူးလို့အမေရိကန်ကပြောပါလိမ့်။အမေရိကန်အနေနဲ့အီရန်ကနျူကလ িয়ার လက်နက်မရစေရတဲ့အတွက် တဏမန်ရင်းနီလန်းများစွာနဲ့ဆောင်ရွက်ဖို့မျှော်လင့်ထားပေမဲ့တဏမန်နီလန်းနဲ့အောင်မြင်ရင်စည်ရည်နီလန်းအသုံးပြုဖို့အတွက်အမေရိကန်စစ်ဘက်ကအစင်းသင်းဖြစ်နေပြီလို့ကာကွယ်ဦးညီပီဟာဆက်ကပြောပါတယ်။အီရန်ရဲ့နျူကလ িয়ার ကိစ္စနဲ့ပတ်သက်ပြီးနောက်နိုင်ငံတွေရဲ့စိုးရိမ်မှုတွေမြင့်တက်လျက်ရှိပြီးအဲ့ဒီပြဿနာဖြေရှင်းဖို့အမေရိကန်နဲ့အီရန်ကိုယ်စားလှယ်တွေကဆွေးနွေးခဲ့ပါတယ်။ဒါပေမဲ့အဆင်ပြေဖို့မရပါဘူး။အမေရိကန်ကာကွယ်ဦးညီပီဟာဆက်ကတော့အိုမန်နိုင်ငံမှာတွေ့ဆုံခဲ့တဲ့တွေ့ဆုံမှုကအကျိုးဖြစ်ထမှုတချို့တော့ရှိတယ်ဆိုပါတယ်။ မရိကန်နေတဲ့စီးရီးရဖြစ်ရှင်းလို့တဲ့ဆန္ဒမရှိပါဘူးဒါပေမဲ့လိုအပ်လာရင်တော့လည်းစင်ရအောင်ထောက်သုံးသွားမှာပါနျူကလ িয়ার လက်နက်တွေအီရန်လက်ထက်မရောက်ဖို့နီလန်ကွန်တုံးပြီးကြိုးပမ်းသွားမှာပါလို့ပိတ်ဟာဆက်ကပြောပါတယ်ဒီစနစ်ဘော်ဒီတမောင်မြင်ခဲ့ရင်အစ်စရဲနဲ့ပေါင်းပြီးအီရန်ကိုစီးရီးရရေးယူသွားမယ်လို့မရိကန်သမ္မတထရန်ကပြောကြားထားတာဖြစ်ပါတယ်နောက်ထပ်သတင်းပေါ်ပြောချင်ပါတယ်။အမေရိကန်လေကြောင်းရန်ကာကွယ်ရေးစနစ်မျိုးကိုယူကရိန်းမှာဆက်လက်ထုတ်လုပ်မယ်လို့ဆိုပါတယ်။ Frankenstein လို့ American Pentagon စစ်နာနာချုပ်က နာမည်ပေးထားတဲ့လေကြောင်းရဲ့အင်္ဂါကွေးစနစ်ကိုယူကရိန်းနိုင်ငံထဲမှာပဲကိုပိုင်ထောက်လုပ်မှုတွေစတင်နိုင်ပြီလို့သမရဇီလန်စကီရဲ့မဟာဗျူဟာနည်းပညာဆိုင်ရာကြံပေးပုဂ္ဂိုလ်အလက်ဇန္ဒားကမရှင်ကကြေညာပါတယ်2024ခုနှစ်အတွင်းမဟာဗျူဟာနည်းပညာနဲ့မဟာဗျူဟာလက်နက်ထုတ်လုပ်နိုင်ခဲ့တာတွေနဲ့ပတ်သက်တဲ့သတင်းစာရှင်းလင်းပွဲမှာပြောသွားတာပါ။တမဂျိုးဘိုင်ဒန်လက်ထက်က American Oldham နိုင်ငံရေးပါတီအခြေအနေတွေကြောင့် Ukraine ကိုပေးတဲ့ စီအေကူညီတွေရပ်တန့်ထားချိန်မှာယူကရိန်းတို့လေကြောင်းရန်ကာကွယ်စနစ်တစ်ခုအမြန်အစားထွက်နိုင်ဖို့ပင်ကိုစစ်ထနာချုပ်ကနီလန်ရှာဖွေရင်ထောက်လောက်ရလွယ်ကူတဲ့ဒီဖရန်ကန်ဆန်အမြီရလေကြောင်းရန်ကာကွယ်စနစ်ထုတ်လုပ်ဖို့ဖြစ်လာခဲ့တယ်ဆိုပါလေအဲ့ဒီလေကြောင်းရန်ကာကွယ်စနစ်ထုတ်လုပ်ဖို့အတွက်နည်းပညာဒီဇိုင်းဆိုင်ရာစာရွက်စာတမ်းအားလုံးကိုယူကရိန်းကလက်ခံရရှိခဲ့လို့ယူကရိန်းမှာပဲထုတ်လုပ်မှုစတင်နေပြီဖြစ်တယ်လို့မဟာဗျူဟာနည်းပညာဆိုင်ရာအကြံပေးပုဂ္ဂိုလ်က ပြောသွားတာဖြစ်ပါတယ်။ ုလိုမျိုးထုတ်လုပ်နေပြီမှန်လဲနောက်ထပ်လိုအပ်တာတွေအများကြီးရှိနေပြီဒုံခွင်းတော်စနစ်သစ်10ခုမှန်ပိုးပေးပါဆိုပြီးဇီလန်စကိတ်ကထပ်မံတောင်းဆိုနေကြောင်းသိရပါတယ်ယူကရိန်းရဲ့စစ်ဘက်မဟာမိတ်တွေအနေနဲ့လေကြောင်းအကာအကွယ်ရေးကိုအာရုံစိုက်ဖို့နဲ့ယူကရိန်းကိုနောက်ထပ် Patriot ဒုံခွင်းတော်စနစ်10ခုလောက်ပံ့ပိုးပေးဖို့ဇီလန်စကိတ်ကတောင်းဆိုပါတယ်ရုရှားရဲ့တိုက်ခိုက်မှုတွေပျောက်ကွယ်သွားတဲ့အထိနေ့စဉ်နဲ့အမျှရုရှားဘော်ဖိအားတွေတိုးမြင့်လာရမယ် ်ရုရှားရဲ့တိုက်ခိုက်မှုကယူကရိန်းရဲ့ကောင်းကင်ကုန်းပြင်နဲ့ပင်လယ်ပြင်ကနေပျောက်ကွယ်ရလိမ့်မယ်လို့ဇလစီကပြောပါတယ်ယူကရိန်းကိုစစ်ဘက်ထောက်ပံ့နေပြီးနေတဲ့နိုင်ငံပေါင်း90လောက်ပါတဲ့ Ramstein ဖွဲ့ကကျင်းပတဲ့စီးပွဲမှာဇလန်စကီကပြောတာပါဇလန်စကီကတိုက်ပွဲတွေဟာဆက်ဆက်နေတဲ့ဇဝဲဝိုင်းမှာပဲဆုံးသက်ရမယ်စစ်မှုပြင်းတဲ့နိုင်ငံတကာဆက်ဆံရေးမှာရုရှားအတွက်အခက်အခဲဆုံးအခြေအနေကသာစစ်မှန်တဲ့ငြိမ်းချမ်းရေးအတွက်လိုအပ်တာတွေကိုလှုံ့ဆော်ဖို့တောင်းအားပေးနိုင်ပါတယ် ရုရှားကချွင်းချက်မရှိပြစ်ခတ်ရစေရေအမေရိကန်ဆိုပြုတ်ချက်ကိုပယ်ချခဲ့တာဟာတလားတူပြီးပြစ်ခဲ့ပြီလို့ဇလန်စကီကပြောပါတယ်။အကြသေးမီကရုရှားရဲ့တိုက်ခိုက်မှုဟာလက်တွေ့ကျပြီးထိရောက်တဲ့ငြိမ်းချမ်းရေးဆိုပြုတ်ချက်ကိုလက်ခံအကောင်အထည်ပေါ်ဖို့အစဉ်အဆက်မဖြစ်သေးဘူးဆိုတာပြသနေတယ်လို့ဇလန်စကီကဆိုပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်ပြောချင်ပါတယ်။ပိုးသက်စေတံခံတဲ့ယောဂပိုးတွေကြောင့်တစ်နှစ်အတွင်းကမ္ဘာနှက်မှာကလေးသုံးသန်းသေဆုံးကြောင်းသိရပါတယ်2022မှာကြုံတွေ့ခဲ့တဲ့အဲ့ဒီအခြေအနေက ကဘာတလုံးမှာပရိစီဝါပိုးသက်စီတဲ့ဒဏ်ကိုခံနိုင်ရှိတဲ့စေရင်ပါယောဂပိုးမွားတွေရဲ့ချင်းချုံမှုအန္တရာယ်ဘလောက်ကြီးမားလဲဆိုတာမြင်သာစီတယ်လို့ပညာရှင်တွေကပြောပါတယ်။အထူးသဖြင့်အဲ့ဒီချင်းချုံမှုကအာဖရိကတိုင်းနဲ့အရှေ့တောင်အာရှဒေသတွေကကလင်းငယ်တွေအစိုးဆုံးကြုံတွေ့ခံစားရနိုင်ခြေရှိတယ်လို့လည်းသုတေသနအစဉ်ခန်းစာမှာဖော်ပြထားပါတယ်။ AMR လို့တူောက်ခေါ်တဲ့စေရင်ပါမှုချင်းတွေကနိုင်ငံတကာစေပညာနယ်ပယ်မှာခေါင်းခဲစရာအကောင်းဆုံးစိန်ခေါ်မှုပါ။ ။ဒါဟာယောဂဘုံမော်ရဲ့စင်ကဲပြောင်းလဲဖြစ်စဉ်ကြောင့်ရှင်ဆွေပိုးသက်စေကိုခံနိုင်ရှိသွားခြင်းဆိုလိုပါလေ။အေးမှာပြည်တနာဟာကလေးရောလူကြီးမှာမှာဖြစ်နိုင်ပေမဲ့သူတေသနာရလက်အစ်တွေအရာတော့ကလေးတွေဟာပို့ပြီးအနည်းငယ်ကြီးတဲ့အခြေအနေနဲ့ကြုံလာတယ်ဆိုပါလေ။ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO နဲ့ကမ္ဘာ့ပံလို့ရဲ့အချက်အလက်တွေကိုစုစည်းပြီးနိုင်ငံတကာပညာရှင်တွေဟာ2022ခုနှစ်အတွက်ဒီကမ္ဘာလုံးတိုင်းနဲ့ AMR ပြည်ထောင်ကိုလေ့လာခဲ့ပါတယ်။ကိုဗစ်ကရောဂါခရက်ကလည်းအဲ့ဒီအခြေအနေကိုပိုပြီးဆိုးဝါးစေပါတယ်။ ပိုသက်စီတီဟာရေပုံရအပြင်ရေပြာကယောဂပုံရမှုတွေကဆာလို့အဆုံးမနမိုနီးယားဖြစ်တဲ့အခြေအနေထိသုံးဆွဲလို့ရှိပါတယ်။အဲ့ဒီဘောဒစရိယာဘာနဲ့ကြောင့်ဖြစ်ပေါ်တဲ့အေမီတုတ်ကွေးကွန်ပျူတာလိုယောဂတွေကိုတော့ကုသလို့မရနိုင်ပေမဲ့ဘက်တီးရီးယားနဲ့ပတ်သက်တဲ့ယောဂတွေအတွက်သာအသုံးပြုတာဖြစ်ပါလေ။ဒါပေမဲ့တချို့သောဘက်တီးရီးယားတွေဟာတချို့ဘောဒစရိမျိုးစားတွေတောင်ခံနိုင်လောက်အစင်ကဲပြောင်းလဲလာပြီး AMR အခြေအနေကိုရောက်ရှိစေပါလေ။အတိကအကြောင်းရင်းကဘောဒစရိတွေကိုလိုလားထက်ပိုပြီးဒါမှမဟုတ်မှန်ကန်တဲ့နီလန်းတွေနဲ့သုံးဆွဲလို့ပဲဖြစ်ပါလေ။ ပိုးသက်ဆေးမျိုးစားသစ်တွေကိုထုတ်လုပ်ပေမဲ့အချိန်အများကြီးယူရတယ်လို့ဈေးလည်းကြီးပါတယ်သူတေသနာပြမှုလေ့လာတဲ့ဩစတြေးလျနိုင်ငံသားမာဒော့စ်ကခလေးကျမ်းမာရေးသူတေသနာဌာနရဲ့ပမောက္ခဟာဘာဝဲကအမေရိကန်မလိုအပ်တဲ့ခြေအနေတွေမှာတော့ပိုးသက်ဆေးတွေကိုအသုံးပြုနေခြင်းဟာတကယ်အနေနဲ့ကြီးမားတဲ့ယောဂပိုးမှားဝင်ရောက်မှုတွေကြုံလာတဲ့အခါစီးမတူတော့တဲ့အခြေအနေဖြစ်ဖြစ်နိုင်ခြင်းမြင့်မားစေတယ်ပြောပါလေပိုးသက်ဆေးမျိုးစားတော်များခန္ဓာရင်ရှိတဲ့ယောဂပိုးတွေပြည့်နေလေလေ လက်တွေ့သုံးဝင်တဲ့ပိုးသစေးရေးအတွက်ရှားပါးလေလေလို့ပညာရှင်တွေကသတိပေးပါတယ်။ AMR ဟာကမ္ဘာလုံးဆိုင်ရာပြဿနာကြီးဖြစ်လာပြီးအားလုံးကိုထိခိုက်မှုတက်ရောက်စေကြောင်း AMR နဲ့ဆက်စပ်တဲ့ကျမရဲ့ပြဿနာကြောင့်ဒီနှစ်တည်းမှာခလေးသုံးသလောက်တည်ခဲ့တယ်လို့ခန့်မှန်းကြောင်းဆိုပါတယ်။ WHO ကလည်း AMR ဟာမျက်မှောက်ခေတ်ကမ္ဘာပေါ်မှာအနေအချင်းဆုံးကျန်းမာရေးစင်ကုန်မှုဖြစ်သတ်မှတ်ထားပေမဲ့လောလောဆယ်မှာအဲ့ဒီအတွက်အဖြေမရှိသေးဘူးလို့ Australia နိုင်ငံ BNR မှာကျင်းပတဲ့ စင်မညာနှိမ့်ရောဖလက်ပွဲမှာပြောပါတယ်ဘက်တီးရီးယားနဲ့သက်ဆိုင်တဲ့ယောဂပိုးတွေကိုတိုက်ဖြတ်ရမှာပရိဇီဝပိုးသက်စေတီဟာထိရောက်ဆုံးလည်းအဖြစ်ရှိကြောင်းဒါပေမဲ့အဲ့ဒါတွေကထိရောက်မထိရောက်တော့ဘူးဆိုရင်တော့လူအသက်ပေါင်းများစွာအတွက်အနည်းရရှိလာနိုင်တယ်လို့ဆိုပါတယ် AMR ပြည်ထနာကိုတွန့်ပြန်ရမှာကွဲပြားတဲ့ကဏ္ဍပေါင်းစုံကိုထည့်သွင်းစဉ်းစားဖို့လိုအပ်ပြီးတော့ရိုးရှင်းတဲ့အခြေခံဖြည့်ရှင်းမှုနည်းလမ်းတစ်ခုတည်းနဲ့မဖြစ်နိုင်တော့ဘူးလို့ပညာရှင်တွေကထောက်ပြတော့ပါလေနောက်ထပ်သတင်းတစ်ပုဒ်ပြောချင်ပါတယ် ဂရိကျွန်းနိုင်ငံလေးကပြင်သစ်စီကနေပြီးတော့သင်္ဘောဖြတ်တုံးကြီး16ဆင်းဝယ်မယ်လို့ဆိုပါလေပြင်သစ်နိုင်ငံထုတ်သင်္ဘောဖြတ်တုံးကြီး16ဆင်းဝယ်ယူဖို့ဂရိဆိုရကသဘောတူစာချုပ်ချုပ်ခဲ့တယ်လို့ဂရိကာကွယ်ရေးဝန်ကြီးနီကိုစတန်နီယက်စ်ကပြောပါလေပြင်သစ်ထုတ်အိဇိုဒက်တုံးကြီးတွေဝယ်ယူရေးသဘောတူညီချက်ကိုဒန်နီယက်စ်နဲ့ဂရိမျိုးတော်ကိုလည်ရောက်နေတဲ့ပြင်သစ်ကာကွယ်ရေးဝန်ကြီးလေကောင်တို့ကလက်မှတ်ထိုးခဲ့တာဖြစ်ပါလေသဘောတူညီချက်ရဲ့ကုန်ကြမ်းစည်းကိုတော့ထုတ်ပြောခြင်းမရှိပါဘူး ၂၀၂၁မှာပြည်သူ့နဲ့ချုပ်ဆိုတဲ့ကာကွယ်ရေးစာချုပ်ရဂရိဟာပြည်သူ့ free gate စီစဉ်ဖို့တုံးစင်းတဲ့ဒက်ဆိုပြည်သူ့ဆက်လက်နဲ့ထုတ်လို့ရကော်မတီထုတ် raw fatal လေး၂၄စင်းဝယ်ဖို့သဘောတူပါတယ်။ဒါပြင်အင်းကြီးနဲ့သမိုင်းဝင်ပြန်ပက်တရကီတို့နဲ့လိုက်ရုံးကြီးတွေဖြစ်အောင်ကြိုးပမ်းချိန်မှာဂရိလက်နက်ကန်တပ်ဖွဲ့တွေကိုခင်မြောင်လို့ဖို့လာမယ့်၂၀၃၆မှာရူရို၂၅ဘီလီယံတန်ကြီးရှိတဲ့ကာကွယ်ရေးစီစဉ်တစိတ်တစ်ပိုင်းနဲ့ပြည်သူ့စစ်က စတောတာမြောက်ဗီလာဟာဖရီကိတ်နဲ့ခရစ်တိုညီတွေကိုဝယ်မယ်လို့ဂရိကဆိုပါတယ်နောက်ထပ်သတင်းတစ်ပုဒ်ပြောချင်ပါတယ်အမေရိကန်ဝန်ထမ်းချုပ်ကိုတရုတ်ကတိဘက်ဒေသဝင်ခွင့်ဗီဇာကန့်သတ်လိုက်တယ်ဆိုပါတယ်တိဘက်နဲ့ဆက်နွယ်တဲ့ကိစ္စနေမှာစိုးရွားစွာပြုမှုခဲ့တဲ့အမေရိကန်ဝန်ထမ်းချုပ်ကိုပြည်ဝင်ခွင့်ဗီဇာကန့်သတ်လိုက်တယ်လို့တရုတ်နိုင်ငံဂျိုင်းဝန်ကြီးဌာနကသတင်းထုတ်ပြန်ပါတယ်တိဘက်ဒေသနိုင်ငံသားဝင်ရောက်ခွင့်ကိုထိန်းချုပ်တဲ့မူဝါဒမှာပေါ်ဝင်တဲ့တရုတ်ရာရှိတွေကိုလွန်ခဲ့တဲ့နှစ်ပတ်က ဝါရှင်တန်ဘက်မှဗီဇာကန့်သက်ချက်ထပ်မံချမှတ်လိုက်တဲ့ပေါ့တရုတ်ကဒီလိုတုံ့ပြန်တာပါအမေရိကန်ကတော့တရုတ်ကွန်မြူနစ်ပါတီအနေနဲ့အမေရိကန်သံတမန်တွေဂျာနယ်လစ်တွေနဲ့တခြားနိုင်ငံတကာအဆောင်ကြီးလေလာသူတွေကိုတိဘက်နဲ့တခြားတိဘက်နဲ့ဆန္ဒဒေသတွေဝင်ခွင့်မပေးဘူးလို့ဆွဆွဲပြောခဲ့ပြီးတော့အမေရိကန်သံတမန်တွေနဲ့တခြားပုဂ္ဂိုလ်တွေကိုအကန့်အသတ်မရှိဝင်ရောက်ခွင့်ပြုဖို့တောင်းဆိုထားပါတယ် တရုတ်နိုင်ငံဂျိုင်းဝန်ကြီးဌာနပြောခွင့်ရပုဂ္ဂိုလ်ကတော့တိဘက်နဲ့သက်ဆိုင်တဲ့ကိစ္စဟာတရုတ်ရဲ့ပြည်တွင်းရေးသားဖြစ်ပြီးအဲ့ဒီကိစ္စကိုအကြောင်းပြပြီးအမေရိကန်ဘက်ကဗီဇာအလွဲသုံးစားလုပ်ခြင်းဟာနိုင်ငံတကာဆက်ဆံရေးစံနှုန်းကိုပြင်းထန်စွာချိုးဖောက်ခြင်းပဲလို့ဆိုပါတယ်တိဘက်ကိုဖွင့်ထားပေးပါတယ်တခြားနိုင်ငံကလာရောက်တဲ့ပတ်သူတွေစီးပွားရေးလုပ်မဲ့သူတွေအတွက်ပေါ့ဒါပေမဲ့ လူခွင့်ရေးဘာသာရေးနဲ့ယဉ်ကျေးမှုတွေကိုအကြောင်းပြပြီးတိဘက်ရေးဝင်ဆွတ်ဖက်တာကိုတော့ကျွန်တော်တို့ကန့်ကွက်ပါတယ်လို့နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူကပြောကြားခဲ့ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်ပြောချင်ပါတယ်။ရရှားနိုင်ငံစီးပွားရေးဟာ2009ခုနှစ်နောက်ပိုင်းအဆိုးဆုံးနေထိုင်လီကြာဆင်းသွားပါတယ်။နိုင်ငံခြားယင်းနည်းမျိုးနွယ်မှုတွေပြိုကျခြင်းရေနံစည်းတွေသီးသီးသာကြာဆင်းခြင်းကြောင့်ရရှားနိုင်ငံတို့ပြည်ထနာကြီးမားတဲ့စီးပွားရေးလာရရှိနေတယ်လို့အချက်အလက်တွေကပြနေပါတယ်။ ရုရှားပေါ်ဒီကထုံတဲ့ချက်ကရေနံစင်းလုံးကျဆင်းခြင်းပါ။ကြာသေးကကပ္ပရေနံစင်းလုံးကျဆင်းမှုဟာရုရှားကိုပြင်းပြင်းထန်ထန်ထိခိုက်ပြီးအခက်ကြုံနေပြီးသားစီးပွားရေးပေါ်ဖိအားတွေထပ်ဆင်းမြင့်သွားပါလေ။နောက်ထပ်လှုပ်ဆောင်ချက်ကရုရှားဟာအနောက်နိုင်ငံကယင်းနည်းမျိုးနွယ်မှုကိုပြန်လည်ပြီးတော့တကားဖွင့်ပေးဖို့စဉ်းစားသုံးသပ်နေပြီဆိုတဲ့သတင်းတွေကတော့ခုပတ်စောပိုင်းမှာထွက်နေပါလေ။ဒါကတော့အမေရိကန်မှာသမရပြောင်းလဲနောက်ပိုင်းထရန့်က ယူကရိန်းရဲ့မြေရှားသတ္ထုတွေကိုစိတ်ဝင်စားတယ်လို့ပြောတဲ့ပုံမှာရုရှားကမှီပြီးယူကရိန်းထက်အစာပေါင်းများစွာယာနဲ့ချီပြီးတော့ရုရှားစီမှာမြေရှားသတ္ထုတွေရှိတယ်ဆိုပြီးလို့ဆိုလာတာပါအမေရိကန်ဘက်ကယင်းနည်းမြုံနဲ့သူတွေကဥရောပကယင်းနည်းမြုံနဲ့သူတွေကဘသူ့ကိုမဆိုရုရှားကရုရှားနိုင်ငံမှာစီးပွားရေးလာလောက်ခွင့်ပြုထားပါတယ်ဆိုပြီးတော့ကန့်လန့်လာတာဖြစ်ပါတယ်။ဒါအောင်ကြည့်ကြမြင်ရုရှားရဲ့စီးပွားရေးကြာဆင်းသွားတာပေါ်လွင်ပါတယ်။ ရုရှားမှာနိုင်ငံခြားတရရင်းနှီးမြှုပ်နှံမှု FDI ဟာယူကရိန်းအားစစ်ပွဲဆင်နွှဲခြင်းကစတင်ပြီး60ရာခိုင်နှုန်းနီးပါးကျဆင်းသွားတယ်လို့စီးရင်သစ်တွေကပြထားပါတယ်။ရုရှားရဲ့ Foreign Direct Investment ဟာ American Dollar 469.8 Trillion မှ216 Billion ထိတဝက်နီးပါးပြိုကျသွားပါတယ်။ဒါ2009ခုနှစ်နောက်ပိုင်းအနေဆုံးဆင်းဖြစ်တယ်လို့ Moscow Times ကဖော်ပြပါတယ်။တနည်းနဲ့တနည်းလဲဆက်လက်ကြဆင်းနေပါတယ်2020မှာရုရှားဟာ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုမှာဒေါ်လာ138ဘီလီယံဆုံးရှုံးပြီး2023မှာနောက်ထပ်ဒေါ်လာ80ဘီလီယံ2024မှာ63ဘီလီယံဆက်ရှုံးဆုံးတော့သုံးနှစ်တွင်ဒေါ်လာဘီလီယံ280ကျော်လောက်ဆုံးရှုံးသွားတာပဲဖြစ်ပါလိမ့်။ဒါကြောင့်ရုရှားစီးပွားရေးဟာပိုပြီးကျဆင်းလာတာပြသနေတယ်လို့နိုင်ငံတကာရေးရတဲ့လူကြုံရေးကဂျာမနီတင်းမှထုတ်ပြန်ပါလိမ့်။တစ်ချိန်တည်းမှာရှေ့တန်းတိုက်ပွဲတွေလည်းဖြစ်နေပါတယ်။ကာကွယ်ရေးဆိုင်ရာစီးပွားတွင်ယူကရိန်းရဲ့မဟာမိတ်တွေက ၎င်းတို့ရဲ့အကူအညီတွေကိုထက်လောင်းအောင်မှခံခဲ့ပါလေ။ဂျာမနီကဝေးဝင်ကြီး Boris Pistorius ကဒုံခွင်တုံးဒီဒုံးကြီး33စင်းပခုံးနဲ့လေကြောင်းရံကစနစ်အစင်း120တက်ခိုက်ရင်25စင်းလေဘတ်တင်က15စင်းမြောက်14စင်းနဲ့တခြားစစ်သုံးပစ္စည်းတွေပါဝင်ကူညီသစ်တွေပေးမယ်ဆိုပြီးယူကရိန်းကိုကတိခံခဲ့ပါတယ်။ Patriot ဒုံးကြီးစင်း30ကိုလည်းယူကရိန်းစီပေးပို့ထားပြီဖြစ်တယ်လို့ ပြတင်းဂျာမနီကထုတ်ပြန်ပါတယ်။အကြသင်းပြီးရပိုင်နဲ့ယူကရိန်းကိုထောက်ပံ့ကူညီလာတာဟာဂျာမနီတင်မဟုတ်ပဲပြတင်းကာကွယ်ရေးဌာနကလည်းဒေါ်လာသန်း600နီးပါးစီးရေးကူညီတည်ကြေညာပါတယ်။ယူကရိန်းကနောက်အစုကကြားကန့်ပေးခြင်းဒါ့အပြင်ဒီကိစ္စတွေနဲ့ဖိစီးပြီးတော့ရုရှားစီးပွားရေးဟာကြာဆင်းနေပါတယ်။ရုရှားကိုလည်းအနောက်နိုင်ငံတိုင်ဝမ်ကနီလန်ပေါင်းစုံနဲ့ပိတ်ဆို့ထားပါတယ်။ထရန့်ကလည်းဒီထက်ပိုဆိုးတဲ့ပိတ်ပြီးမှုတွေနဲ့အရေးယူထားပါတယ်။ဒါကြောင့် ရုရှားအနေနဲ့လာမယ့်ရွေးကောက်ပွဲမှာတော့မှဂရင်းကြိမ်ဖြစ်သွားနိုင်ပါတယ်။ဒါပေမဲ့ပူတင်အနေနဲ့တော့ရွေးကောက်ပွဲမလုပ်ဘူးဆိုရင်တော့ဘာမှမတက်နိုင်ပါဘူး။အမေရိကန်နဲ့ရုရှားကတော့ရင်းချင်းရင်းစွန်းနှုတ်ပွဲအစ်တွေတွားမကြခင်တွဲဆုံဖြစ်မယ်လို့မျှော်လင့်ရပြီးထွက်ပေါ်လိမ့်မယ်ရလက်ကိုသာစောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်ပြောချင်ပါတယ်။အမေရိကန်နိုင်ငံဖလော်ရီဒါပြည်နယ်မှာ ဖြစ်ခဲ့တဲ့ဖလော်ရီဒါတက္ကသိုလ်ဝင်းတွင်တနက်ပစ်ခတ်မှုမှာပစ်ခတ်မှုကျွလွန်သူဟာ အမေရိကန်ရဲရာရှိတူရဲ့သားဖြစ်နေတယ်လို့သိရပါတယ်။သူဟာရဲရာရှိရဲ့တနက်ကိုလည်းရယူသုံးပြုခဲ့တယ်ဆိုပါတယ်။အဲ့ဒီတနက်ကတော့ရဲရာရှိကနေရဲဌာနမှာအသုံးပြုပြီးတဲ့တနက်ကို ပြန်ဝယ်ပြီးအိမ်မှာထားတဲ့တနက်ပါ။အဲ့ဒီကျွလွန်သူရဲ့မိခင်ဟာရဲရာရှိလို့ပြောပါတယ်။ဆက်ရှင်နဲ့ကြော်တက်တန်းရှိတဲ့ရဲရာရှိဝန်ထမ်းကောင်တူလို့ဆိုပါတယ်။အဲ့ဒီပြစ်ခတ်မှုမှာအနည်းဆုံးတနက်တစ်လက်ထပ်ပို့ပါတယ်။ပြစ်ခတ်မှုကြောင့် အပြင်လူနှူးသေးဆုံးပြီးတော့6ဦးဒဏ်ရာပါတယ်။ပြစ်ခတ်သူကိုလည်းဒဏ်ရာနဲ့ဖမ်းဆီးထားပြီးကုသလျက်ရှိပါတယ်။သေဆုံးသူနဲ့ထိခိုက်ဒဏ်ရာသူစုစုပေါင်း9ဦးဖြစ်တယ်လို့သတင်းစာရှင်းပွဲရသိရပါတယ်။ပြစ်ခတ်သူကအသက်အန္တရာယ်တော့စိုးရင်ပွဲမရှိပါဘူး။ဖြစ်စဉ်ကနနက်7နာရီ15မိနစ်ချိန်မှာတက္ကသိုလ်ရဲ့ကျောင်းသားသမဂ္ဂအဆောက်အအုံအနီးပတ်ကင်မှာဟမ်မာကားလိမ်မော်ရောက်ရက်တံပြီးတော့ လိုင်မော်ယောင်တီရှပ်နဲ့ကာကီဘောင်းမျိုးဝတ်ဆင်ထားသူတို့ကလည်းကားအထက်ကထွက်လာပြီး rifle နဲ့စတင်ဖြစ်ခဲ့တယ်လို့မြင်မြင်သက်သက်ကြောင်းသားတွေကပြောပါတယ်အဲ့ဒီနောက်911ကိုចောင်းသားတွေကခုံမကြမီနဲ့ရဲတပ်ဖွဲ့ကအမြန်ဆုံးရောက်လာအချင်းတွေကိုထိန်းသိမ်းပြီးတနတ်သမားကိုပြစ်ခတ်ဖမ်းဆီးပါတယ်ပြစ်ခတ်သူမှာအသက်20အရွယ်ရှိတဲ့သူဖြစ်ပြီးတော့သူ့လက်မှာ သူဟာလက်ရှိ FSC မှာတက်ရောက်နေသူလည်းဖြစ်ပါတယ်။သူဟာ shotgun ဟင်ကန်းနဲ့တခြားတလက်တလက်ကိုပါကားထဲမှာသိစီရရှိခဲ့တယ်ဆိုပါတယ်။ရဲတွေသာအချိန်မီမြောက်ခဲ့ရင်တော့အပြစ်မဲ့တပ်ပေါင်းများစွာစုံပေါင်းနိုင်ပြီးအလိမ်မြေရရှိကအချိန်တွေကိုထင်းသိမ်းနိုင်တဲ့ရဲတပ်ဖွဲ့ကိုဒေသခံတွေကချီးကျူးနေပါလိမ့်။လက်ရှိသူမှာတော့သိဆုံးသူတွေရဲ့နာမည်ကိုထုတ်ပြောခြင်းမရှိပါဘူး။အဲ့ဒီတနက်နဲ့ပတ်သက်ပြီးတော့ကျူးလွန်သူရဲ့မိခင်ဖြစ်သူပါ လောလောဆယ်မှာအမှုမှာ အရေးမွက်ပါဝင်နေသေးတယ်လို့ဆိုပါတယ်။နောက်ဆုံးသတင်းတစ်ပုဒ်ပြောချင်ပါတယ်။ပြည်တွင်းအင်ရှင်မင်းသားဝီလျံပါဝင်ကဘာကျော်ဘက်ကိုထိုးစားခဲ့တဲ့ကချီများနဲ့ဆိုင်ပိုင်ရှင်ဟာအပြစ်ပေးခံရတော့မှာဖြစ်ပါလိမ့်။အင်္ဂလန်နိုင်ငံကလန်ဒွင်တောင်ဝင်းမျိုးနယ်ချုံနယ်ကဘာကျော်ဆိုတော်တွေစားသုံးလို့ရှိတဲ့စားသုံးဆိုင်ဆိုင်မှာကြွက်ပေါင်းများစွာတွေ့ရှိခြင်းစားတောက်ဖွဲ့ရများထဲမှာကြွက်ရဲ့မစင်တွေ့ရှိရမှုကြောင့်အစိတ်တောက်ဖြစ်ရခြင်းတန်ရှင်းမှုနယ်ပါခြင်း ဒါကြောင့်ဆိုင်ကိုပိတ်သိမ်းခဲ့ရပါတယ်။တရားစွဲခံရသူဦးပြတဲ့ Robert Kenneth Newmark နဲ့ Colonel George Thompson တို့ဟာနဲ့ Colonel ကိုရခင်ဘက်ကအပြစ်ရှိကြောင်းစွန့်ဖြတ်ပြီးအခုနှစ်နှောင်းပိုင်းမှာမိန့်ချမှာဖြစ်ပါတယ်။အပြစ်ရှိကြောင်းပြီးခဲ့တဲ့ဘက်ကဝန်ခံပြီးနောက် Robert ကိုမှုကပဲဖြတ်ခဲ့ပြီးတဦးကိုသာပြစ်ဒဏ်ချမှာဖြစ်ပါတယ်။အင်္ဂလန်မင်းသားဝီလျံနဲ့ကျင်းရော်ဂိတ်တို့ပါဝင်အင်္ဂလန်ကတရုတ်ဆောင်ဆိုတော့ Rita Owen American Nemesis ဆိုတော့ Selena Gomez ပါဝင်တခြားနာမည်ကျော်ပုဂ္ဂိုလ်ပေါင်းများစွာအဲ့ဒီဆိုင်မှာစားဖို့ပါတယ် ဒီဇိုင်းကို2022စက်တင်ဘာနဲ့2023ကတိုက်ကြကြရဝင်ရောက်စစ်ဆေးရမှာကြွက်တွေပိုးဟက်တွေပိုးမွှားတွေညက်ပက်လျက်ရှိတာတွေ့ရပါတယ်။ကျမစင်တွေပါတွေ့ရပါတယ်။အများပြည်သူရဲ့ကျန်းမာရေးကိုဆူဆူဝါထိခိုက်စေလို့ခုလိုတရားစွဲပစ်ပေးတာဖြစ်ပါတယ်။အဲဒီကစပြီးတော့တော်ဝင်အင်ရှေ့ဆန်ဝီလျံမင်းသားဇနီးမောင်နဲ့ပေါင်းနေမဲ့ကြော်တွေကအဲဒီဆန်ကိုလုံးဝသွားမစားတော့ဘဲခုကပိတ်ထားလိုက်ပြီလို့သိရပါတယ်။